ရှာလို့သတင်းသုံးနဲ့ဒီမစိုးရင်တိုက်တဲ့မှာအခုငလျင်ကြောက်မလို့ဗာဒီပြည့်စည်းလေဖေဟာရဟန်းတန်ဃာတော်တွေထိခိုက်ပြန်တော်မူတာတွေရောရှိတာဗျာအဲမစိုးရင်တိုက်တဲ့ဒီမှာအဆောက်အုံအနေနဲ့ပြောရရင်တော့ပထမအချိန်ပြင်းပြင်းထန်ထန်လှုပ်တဲ့အချိန်မှာဓာရီစုပြေလဲပါတယ်နော်အဲတတိယအချိန်ပြင်းပြင်းထန်ထန်လှုပ်တဲ့အချိန်မှာတော့မမ်းမျိုးတော့ဟောက်စီကြောင်းတကာတွေပြထားတဲ့ဓမ္မရခိတအကြောင်းကြောင့်ဆောက်တဲ့ကြောင်းကြောင့်ပြုတ်ကြပါဘူးသူကပြုတ်ကြသွားတဲ့အခါကျတော့သုံးတိုက်ကြောင်းကြောင့်ပေါ့ ပြီးသွားတဲ့ပုံစံနှစ်ဆောင်ဖြစ်သွားတယ်။ဒါကသူကအမိခတ်သွားတဲ့ခါကျတော့ကျောင်းဆောင်တက်ပေါ့ရေသက်ချပြရမကြသေးတဲ့ကျောင်းဆောင်တက်ရေသက်ဆောင်လည်းပြတ်သွားတယ်နော်။အဲ့ဒါအနောက်ရိုက်လုံးကိုပေးဝေတဲ့ခါလန်လေးကောင်ဆန်တဲ့ရေစင်ကြီးကတော့ပြုတ်သွားတယ်။ရေရေကတော့ဘာမှမဖြစ်ဘူးねရေစင်းထောက်တန်နေပြူသွားတဲ့အတွက်ကြောင့်ဟိုဒရိုက်လုံးရေမီကိစ္စလည်းခဏလေးအခက်အခဲဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့ ောင်းတတ်တဲ့မှာတော့ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ဒါပေမဲ့ကြောင်းတိုက်ကနေပြီးတော့စာသွားဖြစ်တဲ့စာပြေတံခါးအနေနဲ့တော့ဟိုအတင်းအတီးပြုလို့ရနိုင်တာ23ပါးပြန်လောက်ရတာပေါ့နော်။ထိခိုက်ဒဏ်ရာအကြီးကြီးမားမားရတာတော့၄၀ပါးပါရှိတယ်။ မှန်ပါဗျာခုပြိုကျသွားတဲ့ဒီအထံမြင့်မန်းမြို့ရောပေါ့စီအဆောက်အဦကိုမူလတကားပြန်ပြင်မလားတချို့ဒီပြောတို့ online မှာတွေ့တာဇွဲထက်ကပြင်မယ်ဆိုတဲ့ဒါမျိုးတွေတွေ့တယ်ဗျာအဲ့ဒါမစိုးရင်တိုက်တယ်လားတိုက်ဟောင်းလားဗျာဟောဇွဲထက်ရွှေဆိုင်ကလူမဲ့ဆိုတာကတော့မစိုးရင်တိုက်တယ်မဟုတ်ပါဘူးမစိုးရင်ကြောင်းတိုက်လို့ပဲဒီခေါ်ဝေါ်များတဲ့တကယ်တမ်းကျတော့လူခေါ်ဝေါ်လားတော့တိုက်ဟောင်းလို့ခေါ်တယ်နော်မစိုးရင်တိုက်ဟောင်းလို့ ဟိုဒီဒီများတဲ့ကြောင်းတိုက်ကြည့်ရအောင်ဒီနေ့ကလည်းပြောရင်တော့ဟိုမူလတိုက်တယ်မဆိုးရင်ကြောင်းတိုက်ကြည့်အဲ့ဒီမဆိုးရင်တိုင်ဟောအလဲတိုက်ကြီးနဲ့အဲနာယူစင်းလေးကိုရတ်တက်ရှိတာဒီမှာပါအဲ့တော့မဆိုးရင်တိုက်ပြမှာဒီလိုချိန်ပြီးတော့ဟိုတချို့ကကြောပြီးတော့ရေးနေကြတာပြည်ရမှာနော်မှန်ပါဗျအခုဆရာတော်ဒီငလင်ပေးဖြစ်နေတဲ့ရင်ဆိုင်ခဲ့ရတဲ့သူတွေကိုဆရာတော်အနေနဲ့ဘာတွေကူညီနေတယ်လဲဗျာအဲနံပါတ်1ကတော့ ကျွန်တော်ငလင်းလှုပ်ပြီးနောက်တရက်ကနေစပြီးတော့ဒီတိုက်တွင်းအနေနဲ့အောင်စုံကတ်မြတ်နော်ခုချိန်ကြီးမပြတ်ပါဘူးနောက်ကြတော့တိုက်ဝင်းချေတခြားကြောင်းတန်ငါတွေလည်းကြွားရောက်ပြီးတော့ဆက်ဆူကြအဲတော့ငလင်းနဲ့ပတ်သက်ပြီးတော့ငလင်းဆုံးလက်ကတ်နေပါတယ်လို့ပြောကြတာနော်အဲနှစ်ချက်ကတော့ဦးဇင်းတို့ငလင်းလှုပ်ပြီးတာနဲ့ပဲဒဏ်ရာတန်ငါတွေစင်းကောက်တာလို့ဒဏ်ရာတန်ငါတွေဆိုင်ကိုယ်တိုင်ပြပြီးတော့ထောက်ပံ့တာပြီးလုပ်နေပါတယ်ဒီမှာနန်းနေဆေးဥမှာရှိတယ်ဆိုတော့နန်းနေဆေးကိုလိုက်ပြီးတော့ ေယုံကြီးမှာရှိနေတဲ့ပြင်လေဆေယုံကြီးကိုလိုက်ပြီးတော့တရင်300ရဲ့တရင်900ရဲ့ဒီဝိဒါဒါနာကိုဟိုပြင်ဦးနဲ့အရက်ဆောက်ဆေယုံစိတ်ဆိုင်ဆေယုံနဲ့ဆုံးပါတော့နော်အဲဒါရရတန်တာတွေဒီလိုထောက်ပံ့တဲ့လုပ်ငန်းတွေလုပ်နေပါတယ်နောက်တချို့တက္ကသိုလ်ကတွေကြတော့ဒါရရတန်တာတွေထောက်ပံ့ရင်းနဲ့ပဲဟိုခြေပြက်လက်ပြက်တွေတွေ့နေရတော့ဟိုလူတွေပါထောက်ပံ့ကြတာတော့ရှိတယ်ပေါ့နော်အဲဒါတစ်ချက်ပါနောက်တစ်ချက်ကတော့ဥပမာငလျင်ကြယ်ကြီးလို့လည်းလုပ်နေပါတယ် မလင်းကြဲလို့ဆိုတာမလင်းတောင်းတဲ့ဘုံကြောင်းတိုက်ဒီမှာဘာလိုအပ်ချက်ရှိကြလဲကိုယ်တိုင်သွားကြည့်ပြီးတော့မှလိုအပ်တာတွေဟောက်ပါတယ်ဒုက္ခတဲ့စကမ်းတွေမှာတချို့ရက်ွက်တွေမှာပြည်သူတွေဘာလိုအပ်ချက်ရှိနေလဲလိုအပ်ချက်တွေလိုက်ပြီးတော့ကြည့်ကြည့်ရအောင်နော်များသောအားဖြင့်တော့မိုးကာတို့ဆူလာတို့ရိတ်ခါတို့ဆန်စီရိတ်ခါတို့ဟိုအဲ့ဒါလိုတွေလာမှန်ပါဗျာဒီပြတော့တို့ကြားတဲ့ဒီအမရဘုရားဘိုးအိုးရွာလို့ ။အစ္စလာမ်ဘာသာဝင်အများစုနေတဲ့ရွာတွေရောဆရာတော်အကူအညီပြက်လာဗျာ။အဲဟိုတနေ့ကတော့မရဘူရအထကတက်ကိုရောက်တယ်နော်။ရာဇာတက်ရောက်တဲ့အခါကျတော့အဲ့ဒီကကိုလံဘီယာတယောက်ကရှောက်လိုက်တယ်။ဒီနာမည်ကြီးတဲ့ဟိုဒီအကြောက်ပေါက်မျိုးကြားတယ်။အဲလူကြီးနေတဲ့လူကိုဒီရောက်ပေါက်လဲရတယ်နော်သူတကယ်ကလပ်ရိုးကလေးကိုလျှောက်ပါလေကလပ်ရိုးကလေးမှာတွဲချက်ကြီးမှနေပါရဲ့အဲ့ဒါဖုံဖုံလို့လုတ်ပါအောင်ဆိုတော့ အဦးဇင်းပို့ဆက်လိုက်တယ်။ပို့ဆက်ပြီးတော့ဦးဇင်းရဲ့မိတ်ဆွေကြီးဒိုင်မွန်းရွှေကြီးစီကိုချောင်းကြလိုက်ရပေါ့။ဒါကြီးကလေးလိုဘီလိုချုပ်ကိုတိုင်းပို့ဆက်ပြီးသွားပြီ။အဲလောကကြီးလိုတယ်၊ဆန်တော်ကြီးလိုတယ်။ခင်ဗျားတို့အဖွဲ့အစည်းတွေကိုလန့်တင်ကြလိုက်ပါဦး။ဆိုအဖွဲ့အစည်းတွေပြုတ်တယ်နော်။ပေါ်ရည်လို့တော့လည်းပဲလိုအပ်ချက်ကိုသူတို့ကမလူနိုင်မနဲ့သူတို့ပါတာလေးပဲသူနိုင်တာပေါ့ဗျာအဲအခုဒီနေ့ကြမှာပဲ အဲ့လက်ရှိရှာဖို့ရှိနေတဲ့ပုံစံဒါကြီးသူတို့လိုတာကမိုးကလို့ကျွန်တော်တို့လိုတာမရောက်သေးဘူးအဲ့ဒီလေးကအရောက်ဖို့မလို့ပြောတယ်ပေါ့နော်ဦးဇင်းတို့တွေကတော့ဟိုဒုက္ခရောက်တာချင်းအလိုလိုဟိုအစိမ့်အကြက်ခွဲတာတို့လေဟိုဘာသာလူမျိုးခွဲတာလည်းမရှိပါဘူးလိုအပ်လိုအပ်ဒီလိုထောက်ပံ့နေတယ်ပေါ့နော်မှန်ပါဗျာဆရာတော်ဒီအခုထောက်ပံ့နေတဲ့တခြားမှာဒီငလျင်ဘေးသင်းတဲ့လူတွေကဘာတွေတောင်းဆိုလဲဆရာတော်ဇီကိုလည်းဘာတွေလိုအပ်မနေဘူးမလားဗျာလူဖို့ထောက်ပံ့ဖို့ဘာတွေလိုအပ်နေမလို့ ဒကာဒကာမတွေကိုမိတ်ကျင်နေမယ်ခက်ကတော့ဒကာကြီးဟိုတစ်သေးကခွေးဖြစ်တဲ့ခက်ဟိုဆေးဟလာဒရောသားဖြစ်တဲ့ခက်ပေါ့တချို့တစ်သေးတွေကနာရကောင်းပါတယ်ဟိုကျူးသမားတွေနဲ့လည်းလည်းပြန်ပြီးတော့မတိုးဝိတ်မယူရဲဘူးပေါ့နော်အဲရသွားတာလည်းကျူးသမားတွေရပဲရသွားတာအဲသူတို့တွေကြတော့စားရမယ်တော့မယ်ဖြစ်နေတာပေါ့နော်အဲအဲ့ဒီတစ်သေးတွေလည်းဖြစ်ခဲ့ပါတယ်ကျွန်တော်တလုံးရရင်ရှင်းတတ်ပါပြီခင်ဗျာ မိုးကတစ်ချက်ရရင်ကျင်းတော့ပါပြီဖေရဆက်ကြခွဲဆက်ကြခဲတစ်ခဲရတစ်ခွဲရရင်ကျင်းတော့ပါပြီဖေရဆိုတဲ့တစ်ချက်လေးရှိခဲ့ပါအဲ့ဒီတစ်ချိန်လေးရှိတယ်ဥပမာဟိုအရောက်ထောက်ပံ့နိုင်ရတယ်ပေါ့နော်အဲရက်သေးရတဲ့ကရှေ့သူစဉ်းစားတော့အဓိကတော့မိုးကတောင်းတကြတာပေါ့အဲ့မိုးကတောင်းတတဲ့စဉ်းစားတွေဥပမာရက်ွက်တဲ့သူတို့တဲတွေကိုယ်တိုင်အရောက်လိုက်ပြီးတော့လေ ပေတွေပါလေကိုတိုင်တိုင်ပြီးတော့ဟိုမိုးကအရောက်ပို့ခဲ့ပါတော့။အဲတချို့ကြတော့တချို့ဒုက္ခတွေကကြတော့ဆူလာလေတော့ဘူး။လူကအများပြီးတော့မိရမရှိတဲ့အခါမှောက်နေနေဖြစ်ပြီးတော့ဟိုအများပါလာတဲ့နေရာတွေပါလေလိုအပ်တဲ့နေရာတွေမှာဘယ်လိုဆူလာတွေလိုက်တယ်။အထူးသဖြင့်တော့တို့ကမိုးကရဲ့ 6ຫນောင်ရဲ့ဟိုရိတ်ခါရဲ့လွှဲကြပါတယ်ရိတ်ခါဆိုတော့အချောက်အရှမ်းပါเนาะဟိုသမင်းဘူးတို့ရေတန့်တို့ကတော့ဘယ်ဌာနစုပြီးပေါ်ကြပါတယ်အဲဒါပေမဲ့ပြေရှည်စားမဲ့အစားအစာတို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အခင်းတို့နောက်6ຫນောင်တို့ကြတော့ဒီတိုင်းရှိကြတယ်အဲအဲ့ဒါတွေဦးဇင်းကအဓိကထားပြီးတော့လုပ်တာနော်နောက်တစ်ခုကတော့ဒုက္ခဆယ်တွေကဦးဇင်းတို့လူနေမှန်းသိတဲ့ခါကျတော့ တန်ဃာရောလူရောလာပြီးတော့အကူညီတောင်းကြပါလေ။အဲအကူညီတောင်းတာကိုပြန်တစ်ခါထပ်ပြီးတော့တကယ်လိုအပ်တာဟုတ်မဟုတ်စုံစမ်းပါလေ။အဲစုံစမ်းပြီးလို့ပြန်တော့တကယ်ထောက်ပံ့ပါလေနော်။ကို့မှာမရှိဘူးဆိုရင်ဝယ်ပြီးတော့ထောက်ပံ့တာပေါ့။ဟိုတနေ့ကမိုးကထောက်ပံ့တာပြီးတော့ဒီမောင်တရား54ဒိန်းနဲ့သုံးတော့ကုန်အခါအဲ့ဒါမိုးကထောက်ပံ့တာနော်။အဲအခုလဲဦးစင်းတီကိုဒီရောက်နေတဲ့ခါကျတော့သူတို့ဒုက္ခရဲ့ကစားမှာလိုရနေတာကိုလာပြီးတော့အခုညောင်းတာပေါ့နော်။မှန်ပါဗျာ။ဒီပြောလို့ခု ငလျင်မှာဒီဥလသိမ့်ဗိမာန်မှာဆိုရင်တန်ခါဟိုဒံရရတော့ပါဆို100နီးပါးရှိတယ်ပြန်တော်မူတာလည်း90ကျော်လို့ဒီပြောဒီစီရင်ရာတည်ရတာပေါ့နော်ဒီတော့သာသနာတော်အတွက်ကောဆိုးရှုံးမှုဆရာတော်ဘယ်လိုမေ့ညင်မလဲအဲဒီငလျင်ဘေးကတော့သာသနာတော်အတွက်ဆုံးရှုံးမှုအကြီးမားဆုံးပါနော် တက်ရှိရောတက်မယ်ရောပေါ့အတက်ရှိဆိုတာကတော့စာဖြင်းနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီစာဖြင်းနေတဲ့တန်ခါလည်းတကယ်အတန်းမှာအကြီးဆုံးအဆင်းအမြင့်ဆုံးအတန်းဖြစ်တယ်ပေါ့နော်ဟိုမူလာတန်းတို့အငယ်တန်းတို့လက်တန်းတို့အကြီးတန်းတို့စာချာတန်းတို့စာဖြင်းတဲ့အချိန်မှာအခုငလင်လောက်တဲ့အချိန်မှာဖြည့်ဆူနေတဲ့တန်ခါတွေကစာချာတန်းတန်ခါတွေဖြစ်နေပါနော်အဲ့တော့အဆင်းမြင့်ပရိယတိဝန်ဆောင်တန်ခါတော်တွေအစုလိုက်ပုံလိုက် အကျံလောရတာသိကြမှုကြီးမာတာခံရရတာခံရရတဲ့လူပြင်ထန်တာအခုတည်းဟိုစကောင်းနှစ်ဖက်ကြွားတဲ့ဆံမှာရှိတယ်လက်နှစ်ဖက်ကြွားတဲ့ဆံမှာရှိတယ်အဲ့တော့အင်းဝမ်းနဲ့ပြတ်ပေါ်နေနော်နောက်အစာဦးတွေကြည့်လို့ဆိုရင်စာတန်နိုင်ကြီးတွေမဟုတ်ဘူးနော်ဟိုသီးပထိုးတွေအများစုပြည့်စုံနော် လာသာလေးကအဆောင်ဦးဆုံးဆုံးကြီးမားဆုံးအပြင်လေးပါပဲအဲဒီကဲဦးတို့သာသနာတဲ့ဝိုင်းဝန်းထောက်ပံ့ပါမှဟိုဒီဒီကနေသာသနာပြန်လို့အကက်ဆက်လို့ရတယ်နော်မှန်ပါဗျာဦးတယ်ပါတယ်